အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ DEP ဒီမင်းဆောင်2025အခန်းခွန်မှာတင်နန်းလို့တင်နန်းသားများပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုထဲမှာတော့အစ်စ်များအကြောင်းကိုအယိုးရှင်းဆုံးပုံစံလေးနဲ့ပဲတင်ဆက်ပေးတော့ပါမယ်ခင်ဗျာ SSB စားများသည်ဓာတ်ရုပ်ထွက်ပေါင်းများဖြစ်ကြသည် SSB နှင့်စားများကိုနေ့စဉ်လူနေမှုဘဝတွင် တွေ့ရှိနိုင်သည် အစစ်များသည့်ချင်းတော်ရသာရှိသည့်ဓာရုပစ္စည်းများဖြစ်သည့်အပင်နှင့်တတဝါရုတွင်ပါဝင်သော organic အစစ်များရှိတတ်ကဲ့သို့ twin track များမှထုတ်ယူသော inorganic အစစ်များလည်းရှိသည့် base များသည့်ခါတော်ရသာရှိသည့်ဓာရုပစ္စည်းများဖြစ်ပြီး acidness base တို့ထပ်ပြူး၍စားများကိုရရှိသည့် acid base နှင့်စားများသည့် နေ့စဉ်လူနေမှုဘဝနှင့်စံမှုလုပ်ငန်းစီများတွင်အတုံးဝင်သောပစ္စည်းများဖြစ်ကြသည်ဤအခန်းတွင် access base နှင့်စားများရင်းနှီးဤခုံတတိများနှင့်အတုံးဝင်ပုံများကိုလေ့လာမည်အစေကလက်တင်ဘာသာစကားမှဆင်သက်လာပြီးချင်းသောအရသာရှိပါတယ်။အစစ်များကိုအစာအတောင်များနဲ့လူတို့ရဲ့အစာအိမ်မှာတွေ့ရှိနိုင်ပါတယ်။ ခြင်တော်အရာတာရှိသည့်အသည်များကားဖက်ချီများနှင့်ခါခြင်းအစရှိသည့်အင်းဆက်အချို့မှလည်းအဆစ်များ ပါဝင်ပါသည်အဆစ်များကို အမျိုးအစားခွဲခြားပါကအော်ဂန်နစ်အဆစ်နှင့်အင်အော်ဂန်နစ်အဆစ်ဟူ၍အမျိုးအစားနှစ်မျိုးရှိပါသည်အစားအစာနှင့်တတ္တဝါတွေမှာတွေ့နိုင်တဲ့အဆစ်အမျိုးအစားတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ရှောက်လကာကြီးမှာဆိုရင်အီတနိုရီအက်ဆစ်တို့မဟုတ်အက်ဆစ်ဒစ်အက်ဆစ် ရှောက်ဒီတမယာဒီလိမ္မော်ဒီနနတ်ဒီနဲ့စတော်ဘယ်ရီဒီမှာဆိုရင်စစ်ထရစ်အက်ဆစ်မကြီးဒီနဲ့ဇပြစ်ဒီမှာဆိုရင်တတော်ရီအက်ဆစ်ဖန်ခါဒီဇီးဖြူဒီခရမ်းကျင်ဒီနဲ့အစိမ်းရောင်ဟင်းဒီဟင်းရွက်များမှာဆိုရင်အက်စကောဘစ်အက်ဆစ်နိုနင့်ဒင်းကျင်မှာဆိုရင် လက်ဒစ်အက်ဆစ်ဘန်ဒီနဲ့တတော်ဒီမှာဆိုရင်မဲလစ်အက်ဆစ် လက်ဖက်မှာဆိုရင်10နဲ့80ခရမ်းကျင်လေးနဲ့ချက်မောင်ရက်မှာဆိုရင် auxiliary 80ခါကျင်နဲ့ပရွက်စိတ်မှာဆိုရင် formic acid မျိုးကိုတွေ့ရပါတယ်ရှင် in organic acid များကအားဖြင့်တဲ့ acid များဖြစ်ပြီးစက်မှုလုပ်ငန်းကြီးတွေမှာ အသုံးပြုပါတယ် in organic acid ကြီးကတော့အလွန်အားပြင်းတာကြောင့်မျက်စိအသားနဲ့အဝတ်အထည်တို့နဲ့မထိမိအောင်အထူးဂရုစိုက်ရပါမယ်အရသာကိုစမ်းသပ်ခြင်းများလည်းမပြုလုပ်ရပါဘူး အပြင်းနဲ့အဆစ်သုံးမျိုးရှိပါတယ်။အဲ့ဒါတွေကတော့ဇာလက်ဖြူရစ်အဆစ်၊ဟိုက်ဒရိုကလိုရစ်အဆစ်နဲ့နိုက်ထရိတ်အဆစ်တို့ပဲဖြစ်ကြပါတယ်။အဆစ်အားလုံးမှာဟိုက်ဒရိုဂျင်သက်ဆိုင်ပါဝင်ပေါင်းစပ်နေပါတယ်။အဲ့ဒီဟိုက်ဒရိုဂျင် ပါဝင်နေခြင်းကတော့အဆစ်ရဲ့ဂုဏ်သတိတစ်ခုပဲဖြစ်ပါတယ်။ အဆစ်သည်ခြင်သောရတာရှိသည်အဆစ်အလုံးတွင်ဟိုက်ဒရိုဂျင်ဒရက်ဆင်ပေါင်းဆက်ပါဝင်သည်လေတမက်စကူအပြာကိုနီးစေသည်တက်ထူနှင့်ထရက်ပြု၍ဟိုက်ဒရိုဂျင်တံငွေထွက်ပေါ်သည် အဆင့်များ၏အသုံးဝင်ပုံများအဆင့်များသည်အရေးပါသောဓာတုထရက်ပေါင်းများဖြစ်သည့် organic အဆင့်များကိုအစားအသောက်များဖြင့်ဆင်ချက်ပြုတ်ရန်နှင့်စားသောက်ကုန်များတရှိခံရန်အတွက်၎င်းအသုံးဆောင်ဖြစ်စည်းအချို့ကိုတန့်စင်ရန်အတွက်၎င်းအသုံးပြုသည် inorganic အဆင့်များကိုတည်းမြေဩဇာတုတ်ဆင်းများ plastic နှင့် fiber စသည်လို့အသုံးဆောင်ထုတ်လုပ်သောစက်မှုလုပ်ငန်းကြီးများတွင်အသုံးပြုသည်